ထိုင်းမြန်မာနယ်စပ်လွန်ကားဒေခွန်ကျွာနာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေရေစင်ချိုထေးပြစ်ခတ်တိုက်ခိုက်ခဲ့လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ဧပြီလ28ရက်ညနေ9:00နာရီလောက်မှာဒေခွန်ရွာနဲ့ချောင်းလုံးမှုရွာကြားကရောဘာချမတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဘူအဆင့်ရှိသူအပေါင်းဝင်တပ်သား9ဦးဟာဥညံတဲကချောင်းတဲရေစင်ချိုချေးတွန်လိုင်းတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာပါ။ ရင်လာကျိုးတဲ့စကောင်းစီတပ်သားတွေထဲရှေ့ဆုံးကလာတဲ့နှုတ်ပဲလက်နဲ့ပါပြီးကြံတဲ့သူတွေမှာလက်နဲ့မပါဘူးလို့တွန်လိုက်တပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ကြံတဲ့စကောင်းစီတပ်သားတွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စကောင်းစီတပ်က120မမလက်နဲ့ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့ပြင်ဒရုန်းနဲ့ပုံချတက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဧပြီလ26ရက်နေ့ကလည်းသိခွန်ရွာနဲ့အနီးနားမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေစီ ရစ်ခါတွေနဲ့လည်းနဲ့အင်အားလာရောက်ဖြူတင်းခဲ့တယ်လို့တော်လိုက်တပ်ဖွဲ့ဝင်ချိုးစီကသိရပါတယ်။ထိုင်းနိုင်ငံနဲ့စကူတော်ရေးလမ်းပိုင်းကို ပြန်ထိချိုးဖို့စကောင်းစီတကအင်အားစာကြီးတုံးပြီးစစ်ကြောင်းထိုးလာလို့တိတ်ခုံကျေးွာနဲ့အနီနာရွာတွေမှာငါးနာနီးပါးကြားတဲ့ထိတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ဒါကြောင့်အဲ့ဒီကြေးဝါးတွေမှာနေထိုင်တဲ့ပြည်သူတွေစစ်ပေးရှောင်နေရတာငါးလအနီးပါရှိတာပြီးစေဝါတက်လက်မှုတွေလည်းကြုံနေကြရပါတယ်